မြို့နယ်တင် channel ကိုအပိနာဆင်နေကြတဲ့သူတွေအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ကျမက မောင်ချစ်တာမေပါမေးဆိုတဲ့ဆရာကြီးတာတို့ရဲ့ဝတ္ထုတွေကိုဖတ်ပြသွားဖို့ရည်ရှိထားပါတယ်ရှင်။နားဆင်အားပေးပါဦးနော်။မောင်ချစ်တာမေပါမေး ိအသက်လောက်ချစ်ပြီးအသေးတွေနှစ်ထားခြင်းလောက်အောင်မျက်နှူတွေမောင်းရီတယ်လဲခတ်ပါလားမေရဲ့တဲ့မောင်ကအဲ့ဒီလိုညှိလိုက်တော့မေကလည်းမခတ်ပါဘူးမောင်ရဲ့မေကတောင်တွင်းမြောက်တွင်နဲ့အမျိုးမျိုးအမေမေတွေတွေးတွေးပြီးပူတာက ကိုကိုကိုစိတ်ညစ်ခံရအောင် တွေးလာမှမဟုတ်ပါပဲလားမောင်မေကမေမသားမဟုတ်လားခုလိုပူနိုင်စိုးရိမ်နိုင်မှတန်ခါကြရတယ်လေယောက်ျားဆိုတာမျိုးကစိတ်ချရတဲ့တရဝမျိုးမှမဟုတ်တာပဲမောင်ရဲ့ အင်းဒီလိုရေးလိုက်တော့မောင်စိတ်ဆိုခြင်းစိုးမှာပဲမစိုးနဲ့မောင်ဒီကိစ္စမှာမောင်စိတ်ဆိုရင်မောင်မားမှာပဲခုမင်းနဲ့မောင်တို့တယောက်နဲ့တယောက်စာပေးစာယူနည်းနဲ့ဆက်သွယ်ပြီးတမီးစားအဖြစ်နဲ့ချစ်နေကြရုံပဲရှိသေးတယ်နော်အေးလင်မယားဘဝရောက်ပြီးမှကွဲကြကွာကြတာကိုမစိုးထားနဲ့ခုလိုတမီးစားအဖြစ်ဆက်သွယ်မိကြပြီးမှအကြောင်းမသိအဆက်ဖြတ်လိုက်ရတယ်ဆိုပါတော့ကဲအဲ့လိုဆိုရင်ငေါဘယ်သူနဲ့နာမလဲဟင်မောင်တို့မှာတော့ ိုမောင်ကရီးစားထဲလေးနဲ့အတော်ဆုံးနဲ့ဖိုးဆုံပဲကွာလို့အဲ့ဒါလိုတာချီးမွမ်းကြမယ်မဟုတ်လားမောင်။ကဲမေတို့မင်းမသားတွေကြတော့ဒီကောင်မဟာရီးစားပြက်လေသူအဆက်ကကြောရရုံနဲ့ကျန်သွားတာလားတော့မသိဘူး။ဘာညာနဲ့အဲ့ဒါလိုအပြောခံရဖို့ကတော့မြကြီးလုတ်ဖို့မလွယ်သေးကြတယ်မောင်။အဲ့ဒီတော့မေဆိုးရင်နာမေပူဝင်နာတွေဟာမှားသလားမောင်။ဟင်ခုလိုတွေးတွေးပြီးပူလာတာလေမောင်ဘလို့လူစားဆိုတာမေတိတိချာချာလေ့လာခဲ့တာပေါ့။ သိတယ်လေမောင်ဟာဘယ်မိမနဲ့မှအညီဆွန်လည်းမရှိစားရဆောင်ပေးတဲ့ဖွဲ့မှမပေးဘူးဆိုတာတွေလည်းမသိခဲ့ရတဲ့ပေါ့ဒါပေမဲ့လည်းလူစိတ်ဆိုတာကအခက်တာကလာမောင်ရဲ့ဦးစားပေးမယ်ဆိုရင်တကယ်လို့မေးတာအယုတ်ဆုံးမလေးဖြစ်နေရင်တော့မောင်ချစ်နိုင်ပါမလားယင်လို့မောင်လေးမပြောတကယ်လို့မေးတာခုလို့မချောမလအယုတ်ဆုံးအကြီးတန်းမကလေးဖြစ်နေခဲ့ရင်မေးကိုချစ်ရည်ဆိုဖို့မဆိုဖို့ဟာ အချိန်ယူပြီးတော်ကလေးစဉ်းစားရမယ့်ပြဿနာဖြစ်ချင်ဖြစ်နေမှာပဲအဲ့ဒါမေလဲကိုချင်းစာကြီးပေါ့ဥပမာအမျိုးသားနဲ့အသားကောင်းနာချင်းတူးရင် စင်ကလေးပါအစင်လက်လာလေးကိုဒါမေရွေးမှာပဲမဟုတ်လားယင်ဒီသဘောမျိုးပဲပေါ့မေမောင်မေကိုချစ်ရမှာရုပ်ရည်ကလေးချောလာပြီးကြက်တရီရှိရှိရင်လို့ပထမမျက်စိကြားမိတယ်ဒါမှန်တဲ့အတိုင်းပြောတာလीနောက်မှဒုတိယအဆင့်အနေနဲ့မေရဲ့အိန္ဒြေတိတ်ခါရဲ့စိတ်နေသဘောထားရဲ့အပြုမူနေထိုင်ရဲ့အင်ရှင်မတို့တက်အပ်တဲ့ ထိမ့်သိမ့်ချက်ပြုတ်ရင်မှာဘလောက်အလားလာရှိတယ်ဆိုတာတွေကိုမောင်လိလာခဲ့တယ်။အကဲခတ်ခဲ့တယ်။အတွင်းရေးကြကြသိနိုင်အောင်လဲစုံစမ်းခဲ့တယ်။အဲ့ဒီလိုအချိန်ယူဝေဖန်ပြီးမှမိကိုမောင်မေတ္တာရှိနေပြီဆိုတဲ့အကြောင်းချစ်စွာလာပါခဲ့တာပါမင်းချောရာလာတာတခုတည်းကြောင့်မဟုတ်ဘူးဆိုတာတော့မေတ္တာကြကြသိထားစေခြင်းလေ။မေလည်းအသိသားမဟုတ်လားမင်းမောင်အရက်ထင်မှာဘလို့နေသလဲဘယ်ပြိုအိမ်လျှောက်ပြီးမေတ္တာလင်ကလေးတရောင်တောင် တီးပြီးခေါ်တဲ့ချင်းဆိုဘူးတလဲဟင် နို့ဘယ်အပြူအိမ်ရှိကိုရောင်းလို့များ3-4မိနစ်ကြာအောင်ရက်နေဘူးသလားကဲကိုငုံပြောမယ်လေမိကိုမြေတားရှိလို့ပထမစာဒုတိယစာအိုလေးခုနှစ်ကြိမ်မြောက်ပေးစာအထိမိတို့အိမ်ရှိမှာမောင်လန်းသလားဘူးသလားနောက်မိနဲ့မောင်တို့တယောက်နဲ့တယောက်မြေတားရှိကြပြီဆိုတာနဲ့နှစ်ဦးနှစ်ဝလက်ခံအတီးပြူကြပြီးတဲ့ဒီဘက်မှာတောင်မိတို့အိမ်ရှိကိုမောင်အเจ้าမဲမရောက်ခဲ့ဘူးမဟုတ်လားဆိုင်သွားခြင်းနဲ့ပြင်ခြင်းဒီနှစ်ခေါက်ပဲတနေ့တနေ့မေတို့အင်ရှိဖျက်လျှောက်ခဲ့တယ်မို့လား ပြီးမောင်ကအရက်ထဲကဘဲပြိုကိုချစ်ရည်စုဘူးတယ်စာပေးဘူးတယ်ဆိုတဲ့နာမည်ပြက်ရှိခဲ့ဘူးသလားမိခေါ်ကြမိဘူးသလားဟင်ကြီးကျယ်တယ်ပဲဆူဆူအယူပစက်ကနှက်စကားထွက်တယ်ပဲပြောပြောမောင်ဟာမင်းမပြူတယောက်အပေါ်မှာတကယ်မချစ်ပဲတကယ်တမ်းယူတော့မယ်လို့မဆုံးဖြတ်နိုင်ပဲနဲ့ချစ်ဆိုတဲ့စကားကလေးတစ်လုံးကိုတောင်မောင်မသုံးနိုင်ဘူးအဲ့ဒါလောက်အချစ်ကိုမောင်တန်မိုးထားတယ်ဥပမာနဲ့ပြောရရင်မောင်မှာစိုင်သွားဆိုင်ပြန်စီးနေတဲ့ကားကလေးတစ်စီးရှိတယ်မဟုတ်လားအဲ့ဒီကားကိုမောင်အင်မတန်ယူသေးတယ် အမြဲတမ်းတတတာနဲ့ယူရရပြုတ်ပြင်းလေးရှိတယ်ဘသူကမှမငားဘူးဘာကြောင့်လဲဆိုတော့တချို့ဟာစီကံမရှိဘူးပြည်စည်းချင်းမစားဘူးအယမ်းမောင်းနေတိုက်လာတယ်ခိုက်လာတယ်တချို့များကားကိုတော့ငားစီတယ်ဘိန်းပေါက်တော့ဖားမလာဘူးအဲ့ဒီတော့မောင်းဘယ်တော့မှကားကိုမငားဘူးတချို့လာငားတာမရလို့စိတ်ဆိုးကြသေးတယ်ဆိုးပေါ်ဒီတခါတော့ကောင်းကောင်းစိတ်ဆိုးခံပြီးညင်းလိုက်တယ်အဲ့ဒါနောင်လာမငားတော့ဘူးနို့မို့ရင်ငားတိုင်းစိတ်ဆိုးစိတ်ညစ်နေရတယ်ဟုတ်လားအချစ်ရဲ့နော် အဲ့ဒီလိုသဘောမျိုးပဲမောင်ရဲ့အချစ်ကိုလည်းမော်တော်ကားလိုပွန်းတဲ့ပဲ့တဲ့တဲ့ပစ္စည်းလိုပဲမောင်သဘောထားတယ်။မကြီးနဲ့မေးမောင်တကယ်ပြောတာတိလားခုနဥပမာလိုပေါ့မော်တော်ကားငါတိုင်းပင်းရင်ပွန်းလာတယ်ပဲ့လာတယ်ဖင်တိုင်းကမီးပေါက်လာတယ်ကြာတော့ဒီကားဟာဟောင်းနှံဆုပ်ပြက်ပြီးချိပက်ဖြစ်သွားရုံမို့လားမေးဟင်ဒီအတိုင်းပဲပေါ့အချစ်ဟာလည်းဟိုမင်းမပြောဘူးမြင်ချစ်လိုက်ဒီများကြောကြောကလေးတွေ့ရင်ချစ်လိုက်နဲ့အချစ်ကိုပေါက်လို့ပဲစားတုံးနေရင် ဒီချစ်ဟာတန်မိုးရှိနိုင်ပါဦးမလားမေရဲ့ဟင်ဒါကြောင့်အမောင်ဟာခုအထိမေကလွဲပြီးဘယ်မေမပြိုတယောက်ကိုမှချစ်ဆိုတဲ့စကားတလုံးကိုရောင်လို့မှမတုံးခဲ့ဘူးမောင်အချစ်ကိုအဖိုးမဖြတ်နိုင်တဲ့ပစ္စည်းတကူလိုယူရခဲ့တယ်ထိမ့်သိမ့်ခဲ့တယ်မေနဲ့ကြားမှချစ်ဆိုတဲ့စကားကိုတန်မိုးရှိရှိတုံးခဲ့တယ်အ내ကယရနာတခုကိုကိုတကယ်မျက်နှိုးတဲ့ချစ်သူကိုဒါပေးအပ်ခြင်းတလို့မောင်လည်းမောင်ရဲ့အချစ်ကိုမိလက်ထဲပေးအပ်လိုက်ရတာ မောင်ဖြင့်အရသာခံလို့မတင်းတိမ်နိုင်အောင်ပဲဖြစ်ခဲ့ရတယ်ဆိုရင်မေယုံမလားဟင်ဒါတော့မိသဘောပေါ်လीမေယုံချင်းမယုံပေါ့မောင်ကတော့အတင်းယုံမခိုင်းခိုင်းရပါဘူးကွယ်ရှက်စရာလည်းမလိုပါဘူးမေရေနော်အဆန်းလည်းမဟုတ်ပါဘူးမောင်ပြောချင်တာကများသောအဖြစ်ယောက်ျားတွေဟာပျော်ပါလိုက်စားတဲ့ကြတယ်နော်အဲ့ဒါသူတို့တွေဘလို့စိတ်နဲ့ဘလို့အပျော်လိုက်တယ်ဆိုတာမောင်သိချင်စမ်းပါပြီးတော့တယ်မောင်ဖြင့်အဲ့ဒါကိုစိတ်နဲ့တောင်ကူလို့မရဘူးမေစင်းစားကြည့်စမ်း မိမတယောက်ဟာအခကြီးငွေယူပြီးယောက်ျားပေါင်းတော့160နဲ့ပျော်ပါရင်အဲ့ဒီမိမမျိုးကိုပြည့်ရစားတယ်နော်အများကကင်မွန်းတတ်ကြတယ်မကောင်းတဲ့မိမလို့လဲခေါ်ကြတယ်ဟုတ်ကဲ့လားပြီးအဲ့ဒီလိုမိမမျိုးကိုဘယ်သူမှလည်းတန်ဖိုးမထားမလေးစားကြဘူးနော်သူ့ကိုမြင်ရင်နှာခေါင်းရှုံကြတယ်အိုလေးဘာမှအတုံးမကြတဲ့အယုတ်တမာမလို့ပဲသဘောထားပြီးပေါင်းတင်ဆက်ဆံမှုမပြုတ်ပဲကြောက်ခိုင်းတတ်ကြတယ်မဟုတ်လားမင်းနှုတ်အဲ့ဒီလိုပြည့်တယ်စားဆိုတဲ့ မကောင်းတဲ့မိမညံပေါင်းစုံနဲ့တွေ့မရှောင်ပျော်ပါတတ်တဲ့ယောက်ျားမျိုးကိုတော့လူတွေကဘာလို့နှာခေါင်းမရှုံ့ကြတယ်လဲကြောမခိုင်းကြတယ်လဲစဉ်းစားလို့ဆိုတော့မောင်တော့စဉ်းစားလို့ကိုမရပါဘူးမောင်သဘောပြောရမယ်ဆိုရင်ယောက်ျားတကားနဲ့ပျော်ပါတဲ့မိမမျိုးကိုပြည့်တစားလို့တမုတ်ကြရင်ခုနပြောသလိုမိမပေါင်းစုံနဲ့တွေ့မရှောင်ပျော်ပါတတ်တဲ့ယောက်ျားမျိုးကိုလည်းယောက်ျားပြည့်တစားနော်မောင်ကအဲ့ဒါလိုပဲစိုးခြင်းနေဒါမှမြတ်တာမှာပေါ့ဟုတ်ဘူးလားမင်း အမှန်တိုင်းလဲဒီသဘောဒီအိဗယ်တက်ရောက်တဲ့နေမဟုတ်လားခုနပြောသလိုယောက်ျားဘောင်းစုံနဲ့ပျော်ပါတတ်တဲ့မိန်းမမျိုးမှာတန်ရှင်နဲ့အချစ်ဆိုတာရှိနိုင်ပါဦးတော့မလားယဘယ်ယောက်ျားကမင်းမင်းချစ်တဲဆိုတဲ့စကားကိုခပ်ပပုတ်လေးပြောမှာပဲစင်စစ်အဲ့တလိုမိန်းမမျိုးရဲ့အချစ်ဖွဖွကြည်ဒီနဲ့အမြဆင်လဲမစင်ကြဲတော့ဘူးသူကိုနိုင်ကလည်းသူ့အချစ်ကိုဘယ်ယောက်ျားပဲဖြစ်ဖြစ်ခက်လွယ်လွယ်ပေးလိုက်မှာပဲကိုရင်ကြီးကလားဖြစ်စီဆိုတဲ့စိတ်မျိုးဟာအလိုလိုဝင်စားနေတော့မှအမှန်ပဲ တကယ်လို့မောင်သာဒီလိုမိမမျိုးနဲ့အပျော်ကျူးမယ်ဆိုရင်မောင်အချစ်ဟာတန်ဖိုးရှိနိုင်ပါတော့မလားမေအဲ့ဒီလိုဆိုရင်မောင်လဲသူ့တို့နေသူချစ်တယ်ဆိုတဲ့စကားကိုဘုံဘော်လော်ဖောဖောတီတီနဲ့ခက်ပပပဲပြောတတ်နေမှာပဲ။အိုလေးမောင်အနေနဲ့တော့အဲ့ဒီလိုမိမဘော်တွေနဲ့တွေ့ဆုံဖို့ဆိုတာဖဲထား။ခုမောင်တို့အရက်ထဲကမိကောင်ဖခင်တမီးပြိုတွေဖြစ်ဖြစ်အိုလေးဘယ်မဲမပြိုကိုပဲဖြစ်ဖြစ်ချစ်ဆိုတဲ့စကားတလုံးကိုပေါက်လို့ပဲစားမသုံးနိုင်ဘူးမေ။တကယ်ပဲမသုံးနိုင်ဘူး။ မောင်ဟာအဲ့ဒါလောက်အချစ်ကိုတန်ဖိုးထားတဲ့လူပါလို့မောင်အတန်တန်ရေးခဲ့ပူပြီးမိနဲ့တွေ့တိုင်းလဲအထက်ထက်ခါခါပြောပြခဲ့ပူပြီးဒါနဲ့တောင်မိကမယုံသေးဘူးဆိုတော့မောင်တိတ်ဝန်းနေတာပဲကွယ်ဒါပေမဲ့မောင်မိကိုစိတ်မဆူပါဘူးမိကမိမသားဆိုတော့လင်ကုံရှုံးရင်တသက်လုံးမောက်ရမယ်ပြဿနာဖြစ်လို့မို့မိဆိုးရိမ်နေတာကတော့တရားနည်းလမ်းကြပါတယ်မောင်မလည်းတနေ့တနေ့မေယုံကြည်အောင်ဘလို့ပြောရလို့ရပြရပါမလဲဆိုတာတွေးနေမိတယ်လေ မောင်ဟာလူမန်းသူမန်းတိရတဲ့အရွယ်ကစားပြီးခုထိဘယ်တော့မှကျင်တွယ်ပြောမှုခဲ့တဲ့လူစားမဟုတ်ဘူးမေဒါပေမဲ့မင်းနဲ့ကြတော့မိကိုချစ်လွန်းလို့မောင်ကိုယုံကြည်စေခြင်းလွန်းလို့မောင်ဖះမှတော့တစ္ဆာဆူပြခဲ့တယ်တစ္ဆာယူတွေတောက်ခဲ့ဘူးတယ်မဟုတ်လားဟင်ယုံစမ်းမမေရဲ့ခုအရက်ထဲမှာရှိတဲ့မောင်တို့လိုရွယ်သူယောက်ျားလေးတွေနဲ့မောင်ကိုနိုင်ရှင်ကြည်စမ်းပါဘာထွေးတို့ကြော်လွင်တို့နဲ့လေ တို့နဲ့မှဘလို့အနေထိုင်ကစကွာချရည်ဆိုတာနိုင်ရှင်ကြည့်စမ်းပါလားမေရဲ့အဲ့ဒါလိုလူကဲခန့်ဒီကလေးနဲ့ပဲဖြစ်ဖြစ်နိုင်ရှင်ကြည့်ရင်မေတိလောက်ပါပြီမေရဲ့မောင်ဘလို့လူစားဆိုတာလေမေကမောင်ချစ်ကိုမယုံဘူးစိတ်မချဘူး ਨੇ ခဏခဏပြောပြောနေတော့မောင်ဖြစ်ယူးကျင်မတက်အုံနာချောက်ချောက်သွားတယ်နို့ဘလို့ဆိုရင်ယုံမလဲလို့မောင်ကမေးတော့လေဒါတော့မေလည်းမပြောတတ်ဘူးမောင်ကိုစိတ်မချတာတော့စိတ်မချတာပဲတဲ့ကဲ မောင်ဘလို့လုပ်ရမလဲမနေ့ကမေးပေးလိုက်တဲ့စာထဲမှာလည်းပါလာပြန်သေးတယ်မောင်ကိုတကယ်ပဲယုံရမှာလားမောင်ရဲ့တဲ့ဒီလောက်တောင်မောက်ချင်းနဲ့ပတ်သက်လို့တန်တရားဖြစ်နေရင်ခုပဲလက်ထက်လိုက်ကြပါစို့လားမောင်မေ့ပြီးပါရစီ လာတောင်းမယ်လေအဲ့ဒီလိုမောင်က ပြောတော့လဲမေးကစောပါသေးတယ်မောင်ရဲ့မေးအပြူဘဝနဲ့အားရအောင်နေပြရစီအောင်နဲ့ဒီတော့မခက်ဘူးလားဟင်ပြီးတော့မေးကပြောသေးတယ်မောင်ကမေတို့ထဲအုပ်စာပစ္စည်းကျွဲဝတယ်လို့မို့ မေကိုယူမိကြပေါင်းမပေါင်းပါမလားဆိုတာကိုပဲမေအမြဲတွေးပြီးစိုးရိမ်နေမိတယ်လို့ဟိုစားတဲ့မေရေးလိုက်တယ်နော်အင်းခက်တယ်ခက်တမတော်တော်ကိုခက်ပါတယ်မေရေမောင်ဟာဘလို့လူစားလဲဆိုတာမေအသိဆုံးပဲကဲမသိတော့ဘူးဆိုရင်မောင်ထပ်ပြောအောင်မေဟုတ်လား အရက်ထဲကနွင်နွင်တို့ညီအမရောဆူဆူကရော မောင်ကိုဘယ်အထိလိုက်ရောနေကြတယ်လဲဒါမေးသိတယ်သူတို့ဟာရုပ်ရည်အဖျင်းမင်းနဲ့ဆိုရင်မတိမ်မရင်သူမသားကိုမသားလို့ဆိုရမယ်ဟုတ်လားမေးပြီးသူတို့ကမေးတို့ထက်စီးပွားရေးမှာအများကြီးတောင့်တင်းနေဒါပေမဲ့ဟိုတခါသူတို့ဖះကိုစုပူဇော်ဖိတ်လို့မောင်သွားတော့အဲ့ဒီအချိန်မှာမေးလဲရောက်လာတယ်မောင်နဲ့တော့မြတ်တာမရှိသေးဘူးလေနော်ဂိုင်းအဲ့ဒီတော့ကမောင်ကို တရောထုတ်ပြီးတချင်းတစ်ပုတ်လောက်ဆူပြပါလို့အတင်းပွဲတောင်းနေမဟုတ်လားလွင်လင်ကလေအဲ့ဒီတော့ကမောင်ညင်းလိုက်တယ်မဟုတ်လားအတန်တွေဝင်နေလို့ပါဆိုပြီးဇွဘယ်ညင်းလိုက်တယ်မဟုတ်လားအဲ့ဒါဘာကြောင့်လို့မေးထင်းတယ်လဲမေကမောင်ကိုအထင်လွဲတော့မှစူးလို့ပေါ့အဲ့ဒီအချိန်တုန်းကမေကိုမောင်ချစ်နေလို့အကက်ခက်နေတဲ့အချိန်ပေါ့အဲ့ဒီလိုအကြောင်းကြောင်းနဲ့အထောက်ထားပြုတ်ပြီးမောင်ကိုယုံစမ်းမှမေးရဲ့မောင်စိတ်နေသဘောထားနဲ့မောင်ရဲ့အပြောဆိုပြုတ်မှုတွေကိုအကူကားနေနဲ့ချင့်ပြီးတွက်ဆန်းပါ လိလာအကဲခက်စမ်းပါမေးရဲ့။မောင်ဟာမေးချင်းတယ်လို့တာမန်ယောက်ျားမဟုတ်ပါဘူး။အေးလေဒီကိစ္စမျိုးကအခက်တာကလား။မောင်ဘလောက်ချစ်ပါသေးရဲ့လို့လက်ပေါ်တင်ပြီးပြလို့ရတာမှမဟုတ်ပဲ။အဲ့ဒီတော့မောင်လည်းဖခင်မသစ္စာဆိုးသစ္စာရည်တောက်နဲ့မေးယုံကြည်အောင်အမျိုးမျိုးပြခဲ့ပြီးပြီ။ဒီထက်ပိုပြီးလေးနဲ့တဲ့ဂရီတော်ဖြစ်မောင်လည်းမပေးတတ်တော့ဘူး။ခုနပြောတဲ့လွင်လွင်တို့ဆူဆူတို့နဲ့ဆိုရင် မေးဟာဒန်းတူလိုပဲချောတယ်လှတယ်။ဒါပေမဲ့မေးကအရေးချင်းပြေဝါတယ်။မိမပီတာတယ်။ ဒါကြောင့်မိကိုရွေးတာပေါ့မေရဲ့။ကဲတကယ်လို့ရုပ်ရော်အရေးချင်းမှတူနေရင်ကောလို့မိကမေးမယ်ဆိုပါတော့။မောင်ကတော့မိကိုပဲရွေးချင်မှာပဲ။ဘာကြောင့်လဲဆိုတော့မောင်ကမိကိုပဲချစ်တာကိုအဲ့ဒါအတိပဲပေါအောင်ပြောဖို့ကတော့အတော်ခက်တာပဲမေ။အနည်းဆက်ဆုံးဥပမာတစ်ခုနဲ့ပြရမယ်ဆိုရင်လူတဘာဝအရာရုပ်ရည်ချင်းဘလို့တူတူကိုသားသမီးကိုဆွေမျိုးတာပို့ချစ်ပို့ပြီးခင်တွဲတယ်လို့ပေါ့။အိုလေးကိုသားသမီးတဲ့ ဘဲကလေးကပိုလာပြီးဘလောက်တားနေပါစေကိုတာသမီးနဲ့တော့ဘယ်မိပါကမှဒန်းတူမချစ်နိုင်ဘူးမဟုတ်လားအေးခုဆိုရင်မောင်ဟာမိကိုအဲ့ဒါလိုပဲချစ်နေပြီမေယုံပါတော့တနည်းအားဖြင့်ပြောရမယ်ဆိုရင်လေမေပဲဖြစ်ဖြစ်ဘသူဖြစ်ဖြစ်လူတိုင်းမှာအချစ်ဆုံးတငယ်ချင်းမိဆွေရဲ့လူရှိကြတယ်မဟုတ်လားယင်မိမှလည်းအဲ့ဒါလိုအချစ်ဆုံးတငယ်ချင်းတယောက်တော့ရှိမှာပဲအဲ့ဒါဘာပြုလို့အဲ့ဒီတငယ်ချင်းကိုအချစ်ဆုံးလို့မိသဘောထားတယ်လေမိပြန်စစ်စားကြည့်စမ်းတချို့များတိတ်ဆိုပြီးတိတ်အနိုင်ကျင့်နေပေမဲ့လေ အခြေဆုံးတငယ်ချင်းဖြစ်နေတိခန့်နေကြတာပဲချစ်မြေချစ်နေကြတာပဲမဟုတ်လားမေမောင်လည်းဒီအတိုင်းပဲပေါ့ဒီကဘာပေါ်မှာမောင်ချစ်ဆုံးဟာဖြင့်မိပါမိရေမိတယောက်ထဲသာမောင် အသက်မောင်အသေးနှလုံးမောင်အသွေးသားဦးလေးမောင်ရဲ့ဘဝဟာမိပါပဲမိရေကဲမောင်ဘလောက်ချစ်လို့ဘလို့ရွေးမိကြပေါင်းမမယ်ဆိုတာတွေတော့ဟိုတုန်းကလည်းရေးခဲ့ဘူးပြီခုလည်းရေးလိုက်ရပြန်ပြီနော်နို့မိကိုရောမောင်စိတ်ချရမှာလားမိရေဟင် ဥစ္စာဒဏ္ဍာသိပ်ပြီးမပြေဝတာလွှင်းရင်မိဟာရှားမရှားလောက်အောင်မိမပီးသားတဲ့မိမကျော်ကလေးမှုမိမြတာကိုရယူလို့ကြတဲ့ယောက်ျားတွေဟာဝိုင်းဝိုင်းလည်နေတယ်ရဲ့လို့မောင်တိတပေါ့မိအဲ့ဒီယောက်ျားတွေထဲမှာမောင်ထက်အဆဆအရရတားတဲ့လူကုန်းနှန်းတွေကောလိပ်ကျောင်းသားတွေလည်းပါတယ်မဟုတ်လားမိမောင်ရှင်းရှင်းပြောရရင်မိတို့လိုမိမသားတွေဟာညာတော်အဖြစ်ဖြစ်စီတို့ဂုံတို့မမက်ပါဘူးလို့ပြောလို့ရှိကြတယ်ဒါမိမတွေဖို့ပြောရွပြောစင်စကားလို့ဖြစ်နေပြီလေဒါကြောင့်လဲ ပစ္စည်းမမတ်ပါဘူးဂုံမမတ်ပါဘူးဆိုတဲ့စကားကိုရှေ့ဆုံးကထားထားပြီးပြောနေကြတာပဲလို့မောင်ထင်မိတယ်။ထားပါတော့မိကတကယ်ပဲပစ္စည်းတွေဂုံတွေမမတ်ဘူးထားပါတော့။ဒါပေမဲ့မောင်ဆိုးရင်နာတခုကိုတော့ပြောချင်ပါသေးတယ်။တခြားတော့မဟုတ်ပါဘူး။မိမဆိုတာမျိုးဟာအလားကြိုက်တဲ့ဘဝတွေမဟုတ်လား။လုံကြီးဆိုတဲ့လလကလေးစန်းစန်းကလေးမှဘော်လီဆိုလဲထုံးနီးလကောက်ရုပ်ဆအစုံလက်သေးတောင်မှဆေးဆူပြီးလှကျင်ကြတယ်။ အဲ့ဒီတော့ယောက်ျားယူရမှာကောဘယ်မိမအလှမကျက်ပဲနေပါမလဲမီးမေးလဲမိမပဲနော်အဲ့ဒီတော့မောင်ထက်ချောတဲ့လားတဲ့ယောက်ျားနဲ့တွေ့ရင်မောင်ကိုမြမိသွားမလားဆိုတာအမြဲပူပင်နေရတာပဲအင်းမိကပြောချင်းပြောမယ်မိကအစင်းထက်အချင်းကိုပို့ပြီးအဓိကထားတာပါမောင်ရဲ့လို့အေးရုပ်ရည်ထက်စိတ်နေသဘောထားကိုမိကတန်ဖိုးထားတယ်ပဲဆိုပါတော့ကဲတကယ်လို့မောင်ထက်ချောတဲ့လားတဲ့ယောက်ျားတယောက်ဟာ မောင်မရှိတဲ့ဓနငွေကြီးရောအရေးချင်းမှာဒန်းတူပြုတ်ဝနေတယ်ဆိုရင်ကောအဲ့ဒါလို့ဆိုရင်သူကမောင်ထက်ရုပ်ရည်မှာတာနေပြီမေသူ့ပဲစိတ်ရင်သွားမှာမောင်မစိုးရင်ရဘူးလားပြောစမ်းမေပြောစမ်းမနော်ဒါကမှအရေးတကြီးထားပြီးမေးလိုက်ပါတယ်နောက်ပြန်စာမှာဒီကိစ္စထည့်ရပြန်အောင်ရေးလိုက်စမ်းပါမေရေနော်မေကတော့မကြခဏဆိုသလိုပဲမောင်စီစာနဲ့ရေးပြီးဂရိပေးပါတယ်မေကတော့ဒီတသက်စိတ်ချပါတဲ့ဒါပေမဲ့မောင်ကတော့စိတ်မချနိုင်ဘူးမေ မိမောင်ကိုဘာကြောင့်ချစ်တယ်လဲမောင်ရဲ့တည်ကြည်ရိုးသားမှုအတောက်စပျော်ပါခြင်းမှုစိတ်ကောင်းစေတနာကောင်းရှိမှုအဲ့ဒါတွေကြောင့်မေးချစ်တယ်လို့တခါကမေးပြောဘူးတယ်နော်။နှုတ်အဲ့ဒါလိုမေးချစ်မြတ်နိုးနိုင်တဲ့အရေးချင်းမျိုးတွေမောက်ထက်တားတဲ့လူကိုတွေ့ရင်ငော။ပြီးမောင်ဟာမိပေါ်မှာအမြဲနူနာခံနေမိကမတော်ပါနဲ့ဆိုတဲ့အရက်ကိုမတော်ဘူး။ဘဲမျိုးကိုဖျားဘူးတော်မလို့မောင်လည်းမရမလဲလိုက်ခဲ့ပါဆိုလိုက်တယ်။အိုလေးမိကဘာပြောပြောမောင်နားထောင်ခဲ့တယ်။ အဲ့ဒါလို့မိအလိုကိုလိုက်လာလို့လေမေဟာမောင်ကိုတိတ်ချစ်တယ်တဲ့နော်။ကဲတကယ်လို့ဒီပြင်ယောက်ျားတယောက်ကမိကိုမောင်အလိုလိုက်တာထက်ပိုပြီးအလိုလိုက်တယ်ဆိုရင်ရောအဲ့ဓာရီတွေးတွေးမိလေမောင်ပြင်းမိကိုစိတ်မချနိုင်လေးပဲ။တခါတလေများမိုးစင်စင်လင်းနေမိစဉ်းစားမိရင်အဲ့လို့တောင်မပြောဘူးတကယ်ပါ။မောင်မှန်တာပြောမယ်နော်။မောင်ရုပ်ရှင်တို့ပွဲတို့သွားတဲ့အခါမိမပြိုတော်တော်ချောချောလက်လက်ကလေးတွေတွေးလို့ရှိရင် ိုစိတ်ကိုစမ်းတဲ့အနေနဲ့ပို့ပြီးကြည့်တယ်။သူနဲ့ငါသမီးကြီးသားဆိုရင်သူနဲ့ညာရင်အဲ့လိုစိတ်ကူနဲ့ကြိုက်ကြည့်တယ်။မရဘူးမေချက်ချင်းဆိုသူလိုမိမျက်နှာကလေးပေါ်လာတာပဲ။အဲ့ဒါတကယ်မဟုတ်သေးဘူးနော်။ကိုစိတ်ကိုစမ်းတဲ့အနေနဲ့စိတ်ကူယုံကူးကြည့်တာတောင် မောင်ဟာမိကိုအကြီးကျယ်တစ္ဆာဖောက်လိုက်မိတယ်လို့ပဲတိတ်တုန်လို့သွားမိတယ်မေ။ပေးခြင်းနဲ့ကျင်းစာကိုပေးပါ။မောင်ကျေဆွဝတ်ပါတယ်။မရဘူးမေမောင်လေး မိကလွယ်ပြီးဘယ်မိမပြူကိုမှစစ်ကူနဲ့တောင်ချစ်လို့မရဘူး။မောင်တကယ်အစ်စ်နစ်နစ်ကကချစ်တာမိမမိပါမေ။မောင်လေးမောင်အတဲ့နှလုံးကိုမိလက်ထဲဝါကိုအပ်မယ်လို့ကြံစင်က မောင်အတော်ကလေးအချိန်ယူပြီးစဉ်းစားခဲ့တယ်မေ။မိစိတ်ဆိုးခြင်းလဲဆိုးမောင်အင်မတန်ယူရထိမ့်သိမ့်ခဲ့တဲ့ မောင်ချစ်တဲ့ဟာတော်ယုံမိမနဲ့မတန်ဘူးလို့မောင်ယူဆခဲ့တယ်။ဒါကြောင့်လေမောင်ရဲ့အဖိုးတဲ့ချစ်တဲ့ကိုမိလက်ထဲအပ်မယ်လို့စဉ်းစားစဉ်က မေဟာမောင်ချစ်တဲ့နဲ့ထိုက်တန်ရဲ့လားဆိုတာလေးလေးနက်နက်ကြီးတွေးခဲ့တယ်။ဒီလိုရေးလိုက်တာကိုမေစိတ်ဆိုသလား။ဟင်။စိုးပါနဲ့မေရဲ့နော်။မောင်ပြောပကောလေ။မောင်ဟာမိမမြင်တိုင်းချစ်ဆိုတဲ့စကားကိုသုံးဖို့ဖဲထား။မမော်ရစိတ်မျိုးနဲ့တောင်ကြည်လေးရှိတာမဟုတ်တော့။မောင်ချစ်တဲ့ဟာဘုံတောက်တဲ့ရေအိုးစင်တွေကလို့စားတွေကမဟုတ်ဘူးဆိုတာထင်ရှားမနေဘူးလားမေ။အဲ့ဒီတော့လူလားမြောက်တဲ့အရွယ်ကစပြီးခုထိအမျက်တလို့ထိမ့်သိမ့်လာခဲ့တဲ့မောင်ချစ်တဲ့ဟာ ပမာအဖြစ်ခုနပြောသလိုဘုံတောက်တဲ့ရေအိုးစင်လိုအချစ်မျိုးမဟုတ်ပဲမိအတွက်တီးတန့်တူမီခဲ့တဲ့ကဘာမှာအတန့်ရှင်ဆုံးတော့ချစ်ရည်စင်းလို့ခေါ်မယ်ဆိုရင်လေခေါ်နိုင်တယ်မဟုတ်လားမိအဲ့ဒါလောက်မောင်မြတ်လို့ဆိုထိမ့်သိမ့်ပြုစုခဲ့တဲ့မောင်ချစ်တဲ့တနည်းအားဖြင့် မောင်ရဲ့ချစ်ရည်စင်းကိုပေးအပ်ရမှာလဲလက်ခံမဲ့အကျဉ်းသူဒီဘလို့မင်းမစားလဲလို့မောင်မလိလာရဘူးလားယင်အေးမောင်လိလာခဲ့တယ်အကဲခဲ့ခဲ့တယ်နောက်ဆုံးမှမောင်ရဲ့အဖိုးရန်ချစ်တဲ့ ချီရီစင်အားဖြင့်မင်းနဲ့သားလင်းအထိုက်တန်ဆုံးလို့ယူဆပြီးမိလက်ထက်ကိုပေးရခဲ့ပါပြီ။မောင်တန်မိုးထားတယ်လို့မေးလဲမောင်ချီရီစင်ကိုတန်မိုးထားပါမေးရဲ့နော်။မောင်ယူရတယ်လို့ယူရပါ။မောင်မျက်နှာတယ်လို့မျက်နှာပါ။ထိမ့်သိမ့်ပါလို့မိကူမောင်အထူးပဲတောင်းပန်ပါတယ်။တကယ်လို့များမေးကသာမောင်ချီရီစင်ကိုအမျက်တနိုးတန်မိုးထားပြီးတင်ကြီးရွှေဗလာနဲ့တောက်တုံရမယ်အစား။အမှုခွဲနှခမ်းဘက်မှာထည့်ပြီးခြေဆေးပြစ်မယ်ဆိုရင်တော့ ပြီးရောပဲမေးပြီးပါလေရောဒါကဒီလိုလေမောင်တီကိုတတိထိမ့်သိမ့်ပြီးတံမိုးထားခဲ့တဲ့မောင်ချစ်သေးကိုမေးစီပေးအပ်ထားပါလေကနဲ့မေးကသာမောင်ပေါ်တွေ့ဖီသွားမယ်ဆိုရင် မောင်ရဲ့ချစ်ရခြင်းကို ခြေဆီးပစ်တာနဲ့ဘာထူတော့အောင်မလဲမေးရဲ့ဟင်ဒီလိုသာဆို မောင်ဘဝဟာဘာကမှအတုံးကြတော့မယ်မဟုတ်တော့ဘူးမောင်အချစ်ဟာတော့ဖြင့်ဘဝတုံးပြီလို့သာမက်လိုက်ပါတော့မေးရဲ့ဘဝတုံးလိပြီလို့သာမေယူဆလိုက်ပါတော့ ။အိုလေးဒါတွေကလည်းစင်စစ်မတော့မောင်တွေးဘူးလို့သာရေးလိုက်ရတာပဲ။မေကတော့မောင်ကိုဒီလောက်ရက်ဆက်နိုင်မှာမဟုတ်ပါဘူးမေရဲ့။နော်။ကိုင်းမေစားလဲအတော်ရှည်သွားပြီ။ဆက်နှစ်နာရီလဲထိုးပြီ။မမီကတော့သူ့ခန်းထဲကလမ်းမနေသေးတယ်။တားရီမအိတ်သေးဘူးလားကွယ်မနဲ့လေဆိုင်ထွေးရအောင်မယ်မဟုတ်လားနေတိုင်းမကောင်းဖြစ်နေမယ်အိတ်တော့တားရဲတဲ့စာလဲပြန်ဦးမီနော်ခက်မြမြန် မိရဲ့မောင် အတွေ့ဆက်တည်းအမှတ်129ရှုမဝါမဂ္ဂဇင်းဒီဇင်ဘာလ1958ခုနှစ်နာစင်နေကြသူများရှင်အခုဖတ်ပြလိုက်တာကတော့ဇာကြီးတာရူရဲ့မောင်ချစ်တာမေပါမေဆိုတဲ့ဝတ္ထုလိုပဲဖြစ်ပါတယ်။နောက်နေ့မှာ မေချစ်တာမောင်ပါမောင်ဆိုတဲ့ဝတ္ထုတို့ကိုဆက်လက်ဖျက်ပြသွားမှာမို့စောင့်မျှော်အားပေးပါအောင်နော်။နားဆင်ပေးကြတဲ့မောင်မမတွေအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။